အလန့်ကျဲပြီးတော့အလဲမလက်ရအောင်လို့ရှေ့မှာတင်ထားခဲ့တဲ့ dance ၃ခုကိုပြန်ပြီးတော့တွေးကြမယ်ပေါ့နော်အဲ့တော့ရှေ့မှာ past tense တွေကို၃မျိုးတင်ထားခဲ့တယ်အဲ့ဒါပိုင်းလဲအခုက present simple လို့ခေါ်တဲ့ဟာပေါ့နော် present simple ဆိုတာရိုးရိုးပြည့်စုံဘက်ကာလလို့ခေါ်တယ်အာပုံမှန်ကိစ္စလောရိုးလုံးစင်ကာလအဲလောရိုးလုံးစင်ကိစ္စပေါ့နော်အဲ့ဒါလို့ရှိရင်အမှန်တရားတွေတုံးပွဲလို့ပြောခဲ့တယ်ဒုတိယ tense ဆိုရင် past simple เนาะအဲ့ဒါတော့အတိတ်မှာဖြစ်ပြီးခဲ့တဲ့ဟာကိုသုံးမယ်လို့ပြောထားခဲ့တယ်နောက်တစ်ခုကဘာလဲဆိုရင် present continuous present continuous ကိုတင်ထားခဲ့တယ်ပေါ့ဒါဟာ revision ပြန်လာဖြစ်တဲ့အတွက်ကြောင့်ဒါကိုအခုမှတွေ့ရလို့ဆိုလို့ရှိရင်တော့ရှေ့ကနေ day 1နေ day 30ကြီးကြီးခဲ့ကြပါပေါ့เนาะ day 30ရက်30နဲ့အင်္ဂလိပ်စာအောက်သက်ကြည်အောင်ခြေတဲ့အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့်တနေ့စာတနေ့ကိုပိုင်ပိုင်နိုင်နိုင်လေးသွားမှာအုံမြင့်ချပြီးသားဖြစ်မှာပါအဲ့ဒါပြီးမှနောက်ထပ်ဓာတ်ထပ်ပို့ပြီးတော့ပေါ့เนาะဟိုအစင်းမြင့်တဲ့ CV တွေပို့ပြီးတော့မှတ်ဖွဲ့မှတ်ရကောင်းတဲ့ CV တွေကိုလေ့လာတဲ့အခါမှာ ဟာဘယ်လိုဖြစ်သွားပါလဲဆိုတာမျိုးဖြစ်မနေပဲနဲ့ဒါကြောင့်ဖြစ်တယ်ဆိုပြီးဆက်ဆက်မှုကိုနားလည်မှာဖြစ်ပါတယ်အဲ့တော့စိတ်ရှည်ပါချိန်နေအများကြီးရပါတယ်เนาะကျွန်တော်အချိန်တစ်နှစ်လောက်ပေးလိုက်အောင်ねလိမ့်စာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်အေးသွားမှာပါဟုတ်ပြီပေးဆက်ဆင်းမှာဆိုကျွန်တော်တို့ဘာဘတ်သုံးဖို့ပြောထားလဲဆိုရင်ဘတ်ဝမ်ကိုသုံးဖို့ပြောထားခဲ့တယ်ဘာဝမ်မှာအများနဲ့နှစ်ခွရှိတယ်တစ်ခုကိန်းအတွက်ဆိုရင် SES ထဲမယ်အများကိန်းအတွက်ဆိုရင်ဘာမှမထည့်ဘူး I A U L D first person နဲ့ second person ဖြစ်တဲ့အကြောင်းဘတ်ဝမ်မှာမထည့်ဘူးလို့ပြောခဲ့တယ် ဲ့ပုံစံကဘာပုံစံလို့ခေါ်လဲ affirmative ပုံစံရိုးရိုးပုံစံလို့ခေါ်တယ်။ဟုတ်ပြီ affirmative ပြင်ဘာလာလဲဆိုရင် negative အငင်းလာတယ်။အငင်းလာရင်အများတန်းဘာလာမလဲ။အငင်းလို့ချင်ရင် not လာမယ်နော်။အဲ့ not လာတဲ့ပုံစံကတော့ negative ပုံစံလို့ခေါ်တယ်။ not လာဖို့ဘာရှိဖို့လိုရလို့ပြောခဲ့လဲ။အကူရှိဖို့လိုရလို့ပြောခဲ့တယ်။ခတ်တာဘဝန်းဒီဟုတ်လို့မျိုးတလုံးတည်းပဲသူကတီးတီးနေတာဖြစ်ကြအောင်သူ့မှာအကူကမရှိဘူး။မရှိတော့တစ်ခုခိုင်းအတွက်ဆိုရင် doesn't ကိုခေါ်တယ်။ အများကြီးအတွက်ဆိုရင် don't ကိုခေါ်တယ်ခက်ခါခက်ခါပြောမယ်ဆိုတော့နေတိုင်းကြည့်တဲ့လူဆိုရင်လည်းတော်တော်လေးရနေပြီလိုက်တော့ပြောလို့ရနေတော့ပြန်တော့တင်ပြလို့ရနေတော့ဘူးလားမသိဘူးဟုတ်ပြီ don't နဲ့ doesn't နဲ့ line ဘာဖြစ်သွားလဲပြောပါအောင်ဘဝကတတိရှိရကောင်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလာတဲ့အကူလေး line သူကမနေတော့ဘူး verse 0ပြောင်းသွားတယ် verse 0ပြောင်းသွားတယ်ဆိုတာဒီလို s တွေ es တွေပါရင်ပြုတ်သွားတယ် original verb ပြင်ဖြစ်သွားတယ်အခုလို့ချင်း not ထက်နောက်ဘာမေးခွန်းလဲဆိုရင် yes or no question yes or no မေးခွန်း question ဘာမှလို့ဆိုဘာမေးခွန်းလဲလာမေးခွန်းလို့ခေါ်တယ် လာမင်းကုန်းလုံးမစင်ဘာလေးလောက်ရလဲဆိုလို့ရှင်အခုကိုထုတ်ရတယ်လို့အခြေအားရှိပြီမှာပြောခဲ့ဒါထက်ခါထက်ခါပြောနေတာပါနော်အခုထုတ်မယ်အဲ့လိုပဲဘဝန်းဒီထုတ်စရာကူရှိလားဆိုတော့အခုကမရှိဘူးမရှိတော့တခုဝင်းဆိုရင် desk ကိုထုတ်မယ်အများကြီးဆိုရင် do ကိုထုတ်မယ်ပြီးရင်သူ့နောက်မှာ subject နေမယ် do ရဲ့ desk တွေထုတ်ထားတဲ့အကြောင်း verb 0ဒီအဲ verb 1ဒီ verb 0ပဲဖြစ်နေမယ်ဒါဆိုရင် yes or no question ကိုရပြီနော်နောက်ဆုံး question ကတော့ wh question လို့ခေါ်တယ်သူကဘာမေးခွန်းလဲဆိုရင်လဲမေးခွန်းဖြစ်ရလို့ပါ လဲမင်းကိုဆိုတာ why တို့ who တို့ where တို့ how how many how much တဲ့ပါတယ်အဲ့ဒါတွေကိုဒီခြေစုံမှာ double question လေးကိုထည့်ကျန်တာတော့ဘာနဲ့အတူပဲဆိုဒီလိုပဲဒီရှိက yes or no question နဲ့အတူပဲဘာလဲနော် dust ရှိမယ် do ထုတ်မယ် subject ရှိမယ် verb ရှိမယ်ကဲဒါဒီ form 1နဲ့ပတ်သက်တဲ့ဟာအမှန်တရားနဲ့ပတ်သက်တဲ့ဟာကြီးဆိုရင်ရိုးရိုးဆိုရင်ဒါတော့မဟုတ်ဘူးဆိုရင်ဒါတော့နော်လားနဲ့ဆုံးတဲ့မိကုန်းဆိုဒါလေးကိုတော့လဲဆိုရင်ဒါလေးကိုတော့ နော်ဒီနေ့ဒါလေးကိုမင်းတင်ပေးလိုက်အောင်မင်းတင်ကြမင်းတင်ကြပြလို့ရှိရင်နောက်နေ့ကြလို့ရှိရင်ခြေတော့ဘာလို့မလဲဆိုရင် exercise ကိုဖြည့်မယ်ပေါ့နော်အဲ့ခါကျရင်ကိုဘလောက်တိုးတက်လာပြီလဲဆိုတော့တိသွားမှာပေါ့နော်ကျအမှားတွေတိတ်များများမလုပ်စေချင်တဲ့အတွက်ကြောင့်ကျမင်းတင်တွေပြီးအောင်ပါပေါ့နော်ပြင်းမင်းတင်ပေးတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ first time အတိတ်အတွက်ဆိုဘာဘလောက်တုံးလဲဆိုရင်ဘတ်တူးတုံးတယ်ဘတ်တူးကဘာမှဇရာမနောက်ဘူးသူတခုကြီးဆိုရင် SE ရထဲတာတို့အများဆုံးမထည့်ရအောင်ဆိုရယ်ပြဿနာကြီးသူ့မှာမရှိဘူးသူကသူ့မှာသူတလုံးနဲ့ပဲနေတာတခုကြီးလည်းဒါပဲအများကြီးလည်းဒါပဲအာဒီမှတ်ထား အကူလုံးမယ်ဆိုရင်အာ not ထည့်မယ်ဆိုရင်အကူလို့တယ်။ तू ကလည်းမလုတ်ခဲ့ဘူးဆိုတဲ့အတိတ်ပေါ့။ तू ကခဲ့ဆိုတဲ့အတိတ်သဘောတရားဆောင်တယ်။အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင် तू လည်းအကူလိုလားဆိုတော့လိုတာပေါ့။အကူလိုတယ်ဆိုရင် तू ကအကူကတစ်မျိုးပဲခေါ်တယ်။အဲ့ဒါမှလည်းဆိုရင် did ကိုခေါ်တယ်။ not ပါတော့ didn't ဖြစ်သွားတယ်။ didn't လာရင် verb do the origin နဲ့ verb 0ပြန်ပြောင်းသွားမယ်။အဲ့ဒါလေးလည်းမှတ်ထား။ဒါဆိုရင်ဒါဒါပြီ example တွေကတော့ shift video မှာပြောခဲ့ပြီးသားဆိုတော့ထပ်မပြောတော့ဒါတော့ပြန်ပြီးတော့နှွေးပြရတဲ့ပုံပဲပေါ့နော်။ဟုတ်ပြီအကူထုတ်မယ်ဆိုရင်ဘာကိုထုတ်ရလဲ။ ဘတ်တူရဲ့မိဖက်ကတစ်ပဲဆိုတော့ DIGT ကိုရှင်းထုတ်လိုက်တယ်။ပြီးရင်ခိုင်းလိုပဲ subject လာတယ်။ this ရှိတော့နောက်မှာ verb 0အနေနဲ့အဲဆိုလာမေးခွန်းလေးရတယ်။လဲမေးခွန်းဖြစ်ချင်တဲ့ delay question ဖြစ်ချင်ပါပဲလေထိုအတိုင်းပဲ WH question ကိုအရင်ဆုံးရှေ့မှာစပြီးရင်ဘာလာမလဲဆိုရင် DIGT လာပြီးရင် subject လာမယ် verb 0လာမယ်။အဲဒါဆိုရင်လဲမေးခွန်းလေးရတယ်။ဟုတ်ပြီနော်။နောက်ပြီးဟိုနေ့ကမှသိထားတဲ့ present continuous ဘာအတွက်သုံးလဲ။အခုလုံနေတာအခုဆရာစာသင်နေတာအခုလုံနေတဲ့ဟာတွေအကြောင်းပြောလို့ရတယ်။ နော်ဒီကာလာထဲမှာစခဲ့ပြီးတော့အဆုံးမတက်သေးတဲ့အခါဒီရထက်အင်္ဂလိပ်စာလေ့လာနေတယ်လို့ဒီရထက်ငါးငါးရဲ့ပေါ့နော်တငယ်ချင်းတွေကသွားနေနေတယ်လို့အဲ့လိုဟာမျိုးတွေပြောတဲ့အချိန်မှာလုံဝင်နေပြီမလဲစပြီးတော့အဆုံးမတက်သေးတဲ့ဟာဆိုရင်လည်းဘရက်ဆန်ကူတီနီရဲ့သွားတယ်ဘရက်ဆန်ကူတီနီကဘဝနဲ့ဘတူးလို့တလုံးနဲ့မနေဘူးသူကတတ်တိမရှိတော့ဗာအင်ဂျီဖြစ်တဲ့လူကြောင့်သူကအမြဲတမ်းဖာလေးနဲ့တွဲရရလဲဆိုရင်အမစ်စာနဲ့တွဲရရတယ်ပြောပြောရမယ်ဆိုရင်သူကစလာတဲ့ကတော့အကူလေးနဲ့နေတယ် original နဲ့ affirmative မှာတဲ့ကတော့အကူပါတယ် negative လုံးမယ်ဆိုရင်ဘာထက်မလဲ not ထက်ပဲ နောက်ထပ်ဖို့ဘာလို့လဲအကူလိုတယ်အကူကလည်းရှိပြီးသားဆိုတော့တခြားဟိုဘောကနှစ်ကောင်လို့ဒူးတွေ just တွေ did တွေမခေါ်ဘူးအဲ့ mr တွေ not ထဲတယ် i'm not ခွာရေးမယ်နော် is not not နဲ့ပေါင်းတော့ isn't are နဲ့ not နဲ့ပေါင်းတော့ aren't ဟိုနော်သူကသူ့မှာပါတဲ့အလုံးမှာနေ not ဖြစ်တာထဲ့တာဖြစ်တယ် do that did ဆိုရင်အဲ့သုံးလုံးမခေါ်တာမဟုတ်တဲ့ကြောင်ဘယ်0ပြောင်းစရာမလိုဘူး by ng ပဲအဲ့ဒါလည်းသတိထားရမယ်နော် ဟုတ်ပြီမေကုန်းလုံမယ်လာမေကုန်းလုံမယ်ဆိုရင်သူကနေဆွဲတဲ့ဘက်ထွက်တယ်ပေါ့နော်လုံနေတယ်သွားနေတယ်စားနေတယ်ဒီခုဒီလောလောဆယ်လုတ်တဲ့ဟာဆိုနေဆွဲတဲ့ဘက်ထွက်တယ်အဲ့တော့ရှေ့အကူထုတ်မယ်ဆိုရင် MSR ကိုရှေ့ထုတ်လိုက်တယ် MSR ကိုရှေ့ထုတ်လိုက်ပြီးရှင် subject လာတယ်သူကထုတ်เสียရှေ့လို့ MSR ရှေ့လို့ရှေ့ထုတ်တာနော်ပြီးရင် VAT ကတော့ VAT ANG ပဲ due date day မဟုတ်တဲ့မခေါ်တဲ့ကြောင့် first zero ပြောင်းလို့မရဘူး VAT ANG ပဲ double question ဖြစ်ချင်အဲ့လိုပဲ WH လာမယ်ပြီးခုနကလိုပဲ MSR လာမယ် ပြင် subject လာမယ်ပြင်ဘာဘလောက်လာမလဲဘာ ing လာမယ်ကဲဒါဆိုရင်ဒီစကားကနဲ့ပတ်သက်ပြီး tense သုံးခုဒီလိုမျိုးရှင်ပြီးတော့လေ့လာလို့ရပြီကဲမလက်ဖက် meaning ပြမယ် study steady ဒါ verb 0 original back လေ့လာသည်နော် verb 1မှာဆိုရင်နှလုံးရှိတယ်တစ်ခုကိန်းအတွက်ဆိုရင် steady မှာ ies ပေါင်းတယ် why နဲ့ဆိုရင် why ကိုဖြုတ်ပြီး ies ပေါင်းရတယ်အဲဒါပေမဲ့ why ရှိမှာပေါ့နော်ဒီလိုနေမှာ a e i o u လို့ခေါ်တဲ့ vowel တွေရှိနေတော့မဖြုတ်အောင်နော် ဲ့လိုမဖြစ်ပါဘူးဟိုမှာ play ဆိုရင် P L A Y play ဆိုရင် play ရဲ့ဘဝတစ်ခုကိန်းဆိုရင် S ပဲဖြစ်ရတယ် play မှာရှိတဲ့ Y ကိုဖြစ်လို့မရဘူးဘာကြောင့်လဲဆိုတော့ Y ရှိမှာ A ဆိုတဲ့အနုံး A E I O U ဆိုတဲ့တရရှိလို့ဒီကောင် A I O U မဟုတ်တော့ Y ကိုဖြုတ်ပြီးတော့ I E S ထည့်ရတယ်အဲ့ဒါလေးလည်းမှတ်ထားအောင်နော်ဘဝမှာဆိုတော့နှလုံးတစ်ခုကိန်းဆိုရင်ဒါအများဆိုရင်ဒါ steady နောက်ခါ for 2ကကြတော့ STUDIAD steady 3ပါတစ်ခါလေးလာလိုက် STUDIAD steady ဟုတ်ပြီဒါလေ့လာသေးလို့ဒီမှာထွက်တယ်ကဲဟုတ်ပြီနောက်ခါကျတော့နောက်တစ်ခါနှလုံး LUGH love GH နဲ့ဆုံးမှာသူရဲ့အတန်ထက်ကလေးဒီ F အတန်လေး try love လို့တန်ထားမယ်ရေမောဒီလိုတွေပဲထွက်တယ်သူရဲ့ VNG legend လို့မထွက်ဘူး laughing လို့ထွက်ရမယ်အဲ့ဒါရေမောဒီဆိုရဲ့ fancy တို့ရဲ့ VNG ဒီ laughing နောက်နေ့ရေးတဲ့အခါကျရင်အမှားယွင်းလေးတွေလုံးဝမှာဆိုလို့ကြာခိုင်းထားတာဖြစ်တယ်နောက်တစ်ခါ LOUDLY 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 ရတော့ကြဲလောင်စွာဆိုတဲ့အဓိပ္ပာယ်ထွက်တယ်ဟုတ်ပြီနောက်ခါ FINISH 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 ဆိုတာက fancy တို့ပြီးဆုံးတယ် သူ့ရဲ့ဘဝနှစ်ခါရှိတယ်တစ်ခုရင်းဆိုရင် finish မှာဘာပါမလဲဆိုရင် es ပါမယ်။ဘာကြောင့် es ပါလဲဆိုတော့ဟိုရှိရဲ့ရက်တည်းကပြောထားရဲ s s h c h x ဒါနဲ့ဆုံးလို့ရှိရင် es ထည့်ရမယ်လို့ပြောခဲ့တယ်။အခုက es s h နဲ့ဆုံးတော့ es ကြီးထည့်ရတယ်။အများကြီးဆိုရင် es မလိုဘူး။တစ်ခုရင်းဆိုရင်လိုမယ်။ i နဲ့ယူသည် first person နဲ့ second person လိုမလို။ but do ဆိုရင် ed ထည့်တယ်။ battery နဲ့ ed ထည့်တယ်။ finished အဲ့ဒါပြလို့ရှိရင်နောက်ကလေပတ်တီးရနှစ်မျိုးရှိတယ်။ now အနေနဲ့ရှိတယ်။ verb အနေနဲ့လည်းရှိတယ်။ နောက်အနေနဲ့ဆိုရင်အလဲအပတ်လိုအထိပ္ပယ်ထွက်ပြီးတော့ဘတ်အနေနဲ့ဆိုရင်လဲပတ်တည်လိုအထိပ္ပယ်ထွက်တယ်ဖစ်စစ်ကဒါမဲ့ထူးခြားတာတစ်ခုကနောက်အနေနဲ့ဆိုရင်ထူလိုက်ခွင့်ရှိတယ်တတိယဆန်ယုံတို့အလဲတစ်ခေါက်ဆိုပြီးကျွန်တော်ငယ်တော့ရေးခဲ့တဲ့အစေးတွေပါဆိုရင် a visit to the zoo ဆိုပြီး visit နောက်မှာထူလိုက်လို့ရတယ်ဖစ်စံယုံတို့အလဲတစ်ခေါက်ဒါကြောင့်ထူလိုက်ခွင့်ရလဲဆိုရင် a visit ဆိုတာနောက်ဖြစ်တဲ့အတွက်ကြောင့်လဲပတ်တည်ဆိုရဲပုံစံမျိုးရေးရင်ထူလိုက်ခွင့်လုံးဝမရမရှိဘူးပေါ့ ငါတရိတ်ဆိုင်ရုံကိုလေပတ်သီးလို့ရေးချင် I visit to the zoo လို့ချင်မှားတယ် I visit the zoo ပဲရတယ်ထူမပါဘူးထူသုံးတယ်ဆိုတာနောင်အလေအပတ်ဆိုရင်နောင်နောက်မှာလိုက်တာလေပတ်သီးဆိုရင်ဖန်နောက်မှာထူမလိုက်ဘူးနောက်ဆုံးတစ်လုံးမှတ်ထားမှာတော့ R E S T A U I N T restaurant restaurant ဆိုတာပါလဲဆိုရင်စားတောက်ဆိုင် restaurant လို့တမ်းမထွက်ဘူး restaurant လို့အတန်းထွက်မယ်ကဲဟုတ်ပြီဒီနေ့မိနစ်လေးကိုကြက်ထားမနက်ဖြန်တော့အစင်းလေးလေးလောက်ထားနောက်မှလေ့ကျင့်ခန်းလေးဖြေကြမယ်ပေါ့နော်အားလုံးပဲအစင်းပြေကြပါစေ